တရားနာပရိသတ်များအတွက်ကိုကိုကိုဆုံးမခြင်းအပိုင်း၁၉ကိုဘုန်းကြီးတို့ဆက်လက်ပြီးမျှဝေပေးမှာဖြစ်ပါတယ်။ကိုကိုဆုံးမခြင်းစာအုပ်မှာပါတဲ့စာစုလေးတွေကိုဘုန်းကြီးတို့ကတစ်ပိုင်းတစ်ပိုင်းမိနစ်30စာလောက်တရားဓမ္မများ ဟောပြောမျှဝေပေးခဲ့တာ18ပိုင်းပြီးတော့19ပိုင်းမြောက်ကိုဘုန်းကြီးတို့ဒီနေ့ရောက်ရှိလာပါပြီ။ တော့ဒီကိုယ်ကိုဆုံးမခြင်းစာအုပ်ရဲ့တရားတော်ရဲ့အဓိကကတော့ကိုယ်ကိုဆုံးမခြင်းစာအုပ်မှာပါတဲ့စာစုလေးတွေကိုဘုန်းကြီးကမိနစ်30စာလောက်ပြန်ပြီးတော့ပြည့်စုံတော့မျှဝေဟောပေးတာဖြစ်တဲ့အတွက်ကြောင့်အဓိကကတော့ဒီစာအုပ်ထဲမှာပါတဲ့အကြောင်းအရာအတူကျုပ်အချင်းကျုပ်ကအဓိက main point ပါပဲနော်အဲ့တော့ဒီအကြောင်းအရာလေးတွေဘုန်းကြီးကပြန်ပြီးတော့အရင်ဆုံးဖတ်ပြဖတ်ပြပြီးတော့မှဒါလေးကိုပြန်ပြီးတော့ရှင်းလင်း ပြောဟောပေးတာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ပုဂ္ဂိုလ်ဆုံးမခြင်းအပိုင်း16မှာပါတဲ့စာသားလေးကိုအရင်ဆုံးဖတ်ပြပေးခြင်းပါတယ်စာလေးကနည်းနည်းတော့ရှည်တယ်ဒီအပိုင်းလေးကဒုက္ခအလုံးမှာအဆိုးဆုံးကစိတ်ဒုက္ခပဲဒုက္ခအလုံးမှာအဆိုးဆုံးကစိတ်ဒုက္ခပဲစိတ်ဒုက္ခဟာအပူလောင်ဆုံးနဲ့ပင်ပန်းဆုံးပဲစိတ်ဒုက္ခကြောင့်ဖြစ်ပေါ်လာတဲ့ခံစားမှုဟာ ရုပ်တရားကိုပို့ပြီးတော့ဒုက္ခတိုးစေပို့ပြီးခံစားမှုကိုပြင်းစေတတ်တယ် ယုတ်ကမဆောင်လို့လူကမထောင်နိုင်ပေမဲ့စိတ်ကဆောင်နေရင်ဒုက္ခကိုရှောင်ကျဉ်နိုင်ကြမှာပါပဲစိတ်ကမဆောင်နိုင်ခဲ့ရင်တော့ဘလောက်ထောင်နေတဲ့ယုတ်ပင် ဖြစ်ပါစေအယုတ်ကျိုးပြက်ဒုက္ခတွေထပ်နေစေတော့တာပဲမဟုတ်လားစိတ်ကိုဒုက္ခဖြစ်စေတာကလည်းတခြားသူတွေကြောင့်မဟုတ်ဘူးကိုယ်စိတ်ကကိုယ့်ကိုပြန်ပြီးဒုက္ခပေးတာကိုယ်စိတ်ကိုဒုက္ခပေးတာကလည်းပဲတခြားသူတွေကပေးတာမဟုတ်ဘူးကိလေသာတရားတွေကပေးတာ လောဘဒေါသမောဟမာနစတဲ့ကိလေသာတရားတွေကစိတ်ကိုဒုက္ခဖြစ်စေတာလောဘကြောင့်စိတ်ပင်ပန်းတယ်ဒေါသကြောင့်စိတ်ပူလောင်တယ်မောဟကြောင့်စိတ်ထိုင်းမိုင်းတယ်မာနကြောင့်စိတ်ခက်ထန်တယ်သတ္တပင်ဒီကိလေသာတွေဟာကိုယ်စိတ်ကိုဒုက္ခဖြစ်စေတာပါပဲဒီတရားတွေကပဲကိုယ်စိတ်ကိုညှဉ်းနှွမ်းစေတာပဲစိတ်ညစ်တော့မရှင်လန်းမရှင်လန်းတော့ပင်ပန်းပင်ပန်းတော့ဆင်းရဲဆင်းရဲတော့ဒုက္ခပဲပေါ့ ဒီတော့ဒုက္ခဖြစ်တာလောဘဒေါသမောဟစတဲ့ကိလေသာတရားတွေကိုလက်ခံမိတဲ့ကိုယ်စိတ်ကြောင့်ပဲဖြစ်တဲ့အတွက်ကြောင့်ဒုက္ခနည်းခြင်းစိတ်ကိုပြင်ရမယ်။စိတ်ပြင်ဖို့ဆိုရင်စိတ်ကိုဒုက္ခဖြစ်စေတဲ့ကိလေသာတွေမဝင်အောင်နေထိုင်ကြဖို့ပါပဲ။ကိလေသာတွေကြားမဝင်ဖို့ဆိုရင်တတိရှိနေမှာပဲဖြစ်မှာပေါ့။တတိရှိနေတဲ့စိတ်ဟာကိလေသာတွေကင်းနေတဲ့စိတ်ပါပဲ။ ကိလေသာကင်းနေတဲ့အခိုက်ဟာအပူကင်းနေတဲ့အချိန်ပဲဖြစ်ပြီးအပူမရှိတဲ့စိတ်ဟာအေးချမ်းတဲ့စိတ်ပဲပေါ့အပူကင်းခြင်းရင်အယူမပြင်းနဲ့ယူလို့ပူတာမယူရင်မပူဘူးဟိုဒီစာသားလေးကဘုန်းကြီးကလည်းရင်းရင်းနဲ့ဒီကုတ်ကိုဆုံးမခြင်းအပိုင်းလေးကနည်းနည်းရှည်သွားတယ်ရှည်သွားတယ်ဆိုတာသူကလည်းသိစေချင်တာတွေများတာဒုက္ခအလုံးမှာအဆိုးဆုံးကစိတ်ဒုက္ခပဲ စိတ်ဒုက္ခအပူလောင်ဆုံးနဲ့အပင်မဆုံးပဲစာပေမှာတော့ပရိသတ်ရေကာယကဒုက္ခစေတသိကဒုက္ခဆိုပြီးတော့ရှိတယ်ကာယကဒုက္ခဆိုတာစိတ်စိတ်ဆင်းရဲမှုကာယကဒုက္ခဆိုတာရုပ်ဆင်းရဲမှုစေတသိကဒုက္ခဆိုတာစိတ်ဆင်းရဲမှုရုပ်တရားရဲ့ဆင်းရဲတဲ့သဘောကတော့လူတိုင်းလူတိုင်းဟိုသိမြင်ခံစားနိုင်တဲ့သဘောရှိတယ်ရုပ်တရားရလာတော့ကဒုက္ခအဆူကြီးပဲရုပ်ဆင်းရဲတဲ့သဘောကသိနိုင်တယ် စေတသိကဒုက္ခဆိုစိတ်ဆင်းရဲတဲ့သဘောကြတော့တခါတခါယူဒီမှာကိုယ်ဟိုခန္ဓာကိုယ်ကြီးပင်မလို့စိတ်ဆင်းရဲတယ်စိတ်ဆင်းရဲနေတဲ့အကြောင်းအရာကိုဘာကြောင့်စိတ်ဆင်းရဲနေဆိုတာမသိဘဲနဲ့အဲဒီစိတ်ဆင်းရဲအပေါ်မှာလိုက်ပြီးတော့ခံစားနေရတဲ့သူတွေမှာလည်းပဲစိတ်ဒုက္ခကြောင့်ပိုပြီးပင်မတာတွေအများကြီးရှိရုပ်တရားကြောင့်ဆင်းရဲတဲ့ရုပ်ဒုက္ခကာယကဒုက္ခကတော့ပြည့်တဲ့ရင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလည်းပဲ ကာယရထားတော့ယုတ်တရားရထားတော့ဒုက္ခရနေတာ။ဘယ်ရှင်ကိုယ်တော်မြတ်ကြီးတော်မှာဩတခါတခါကောင်းတယ်တွေကြိုက်တော်မူတယ်ခါတော်တွေနာတော်မူတယ်။အေးဒူးကောင်းတွေသွေးတွေအကုန်လုံးဩယုတ်တရားရလာတော့ဒုက္ခရလာတဲ့အပေါ်မှာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးလည်းပဲမလွတ်ဘူး။အချို့ကဒါလူငယ်တွေကပေါတတ်ကသူကတ္တိကဖက်ပြောတတ်တယ်ရရှိတယ်။အချို့စာပေရလည်းဘုရားကိုအကြည်ညိုလွန်ပြီးတော့သူပြောတာလေးရှိတယ်ဒါကတော့ဘုဒ္ဓတာပေါ့။ ဟောမြတ်စွာဘုရားကအကုန်လုံးစုံပြည့်စုံတဲ့အတွက်ကြောင့်နဲ့မြတ်စွာဘုရားရှင်ရဲ့ခန္ဓာကိုယ်ကမြို့သစ္စကဟောကုတည်သွားတဲ့မစင်ရအစမနှံမှုတဲ့မှုေးနေလို့တာပဲတဲ့ဒီလိုပြောတာဟောဒါယုံကြည်မှုနဲ့ပြောတာအမှန်ကတော့ဘုရားရှင်လည်းပဲခန္ဓာကိုယ်ရလာတာဖြစ်တဲ့အတွက်ကြောင့်ခန္ဓာကိုယ်မှာရှိသမျှထွက်သမျှဟာကတော့ဘုရားခန္ဓာကထွက်တဲ့အရာလည်းပဲဒါကတော့နာမပဲမှုေးတယ်ဆိုရှိမှမရှိတာဟောဘယ်နေရာပဲကြည့်ကြည့်ရုပ်တရားမှာ ဘုန်းကြီးတို့ခဏခဏပြောတယ်ခန္ဓာကိုယ်မှာအပေါက်တွေအများကြီးရှိတယ်အဲ့ဒီရှိတဲ့အပေါက်တွေမှာဘယ်အပေါက်ကပဲရှိရှိဘယ်အပေါက်ကပဲထွက်ထွက်ထွက်သမျှအရင်ကောင်းတာတစ်ခုမှမရှိဘူးခန္ဓာကိုယ်မှာမျက်စိက ထွက်တဲ့အရင်လည်းမကောင်းနားထွက်တဲ့အရင်လည်းမကောင်းဆိုတော့ခန္ဓာကိုယ်မှာရှိသမျှအပေါက်တွေကထွက်သမျှအရင်မှန်တယ်မှာတစ်ခုမှကောင်းတာမရှိတဲ့အတွက်ကြောင့် ီခန္ဓာကိုယ်မှာရထားတဲ့ပုဂ္ဂိုလ်ရဲ့ဒုက္ခမှာဘုရားရှင်ကိုယ်တော်မြတ်ကြီးလည်းဒီဒုက္ခရထားတဲ့အတွက်ကြောင့်ကာယရဒုက္ခတော့ရှိတာဒါပေမဲ့ဘုရားရဟန္တာတွေမှာဘာမရှိတော့ဘူးလဲစေတသိကဒုက္ခစိတ်ကြောင့်ဖြစ်တဲ့ဒုက္ခတော့မရှိတော့စိတ်ဒုက္ခမရှိတော့သူစိတ်ဒုက္ခဆိုတာကဟိုဟိုလူကြောင့်ဒီလူကြောင့်ဖြစ်တာမဟုတ်တကယ်တမ်းစိတ်ဒုက္ခဖြစ်တယ်ဆိုတာကကိလေသာတွေကြောင့်ဖြစ်တာ လောဘကိလေသာတွေဒေါသကိလေသာတွေမောဟကိလေသာမာနကိလေသာအဲ့ဒီအပုကိလေသာတွေကကိုယ့်ရဲ့စိတ်ကလက်ခံသွားလို့ရှိရင်လောဘကြောင့်ဖြစ်ရတဲ့ဒုက္ခရဲ့ဒေါသကြောင့်ဖြစ်ရတဲ့ဒုက္ခရဲ့မောဟမာနကြောင့်ဖြစ်ရတဲ့ဒုက္ခရဲ့ကိလေသာတွေကြောင့်ပူတာပဲဆိုတော့ဒါကြောင့်ဒုက္ခရတဲ့အပိုင်းမှာရုပ်ဒုက္ခတဲ့စိတ်ဒုက္ခပူကြည့်တယ်ဆိုတာစိတ်ဒုက္ခမမြင်နိုင်ဘူး တခါကကိုဖြစ်နေတဲ့ဒုက္ခကိုပဝင်းညာလည်းမသိဘူးကိုတယောက်တည်းဖြစ်နေတာဆိုတာလည်းပဲတခြားသူကြောင့်ဖြစ်နေတာမဟုတ်ဘဲနဲ့ကိုယ်စိတ်ထဲမှာခြားဝင်ပြီးတော့နေနေတဲ့အေးလေသားတဲ့ကဒီဒုက္ခဖြစ်နေတာဆိုတော့ဒီဒုက္ခတွေကိုဟိုသက်သာရှင်ရင်တော့ရုပ်ဒုက္ခကအပြင်ရုပ်ပိုင်းဆိုင်ဒုက္ခတွေကအခုခစ်ပေါ်ဆေးတွေနဲ့ကာယကဒုက္ခကိုသက်သာအောင်လုပ်လို့ရတယ်ဆရာဝန်တွေကကုသပေးတယ်ဒီနေ့ခစ်ပေါ်ဆရာဝန်တွေတော်တဲ့ဆရာဝန်တွေကဘာကိုကုသပေးနိုင်လဲဆိုတော့ physical suffering ရုပ်ပိုင်းဆိုင်ရာဒုက္ခကိုဒီနေ့ခေတ်ပေါ်ဆေးပညာဆရာဝန်တွေအကောင်းဆုံးကုသ treatment ပေးလို့ရဒါပေမဲ့စေတသိကဒုက္ခဆိုတဲ့စိတ်ဒုက္ခကိုတော့ဒီနေ့ခေတ်ဆရာဝန်တွေလည်းမကုနိုင်ဘူးစေတသိကဒုက္ခကိုကုပေးနိုင်တာကတော့ဘုရင်ရဲ့မြတ်စွာဘုရားရှင်ရဲ့တရားတော်နဲ့ပဲကုပေးနိုင်တာတရားတော်နဲ့ပဲစိတ်ဒုက္ခကိုကုစားပေးလို့ရလူတွေမှာပြဿနာတက်စာလူတွေမှာဒုက္ခဖြစ်เสียကအဲ့ဒီကိုလို့တဲ့ကာယကံဝစီကံမနောကံ ဒီကံသုံးပါးကြောင့်ပဲတတဝါတွေကဒုက္ခရောက်တာကံသုံးပါးကြောင့်ပဲကတဝါတွေအကောင်းအကျိုးကိုဖန်တီးပေးတာဆိုတော့ကာယကံနဲ့ဝစီကံကိုမူယာနဲ့နှုတ်အမူယာကိုလက်စွာဘုရားရှင်ဓမ္မတော်တွေရဲ့တရားတော်တွေရဲ့ကသီလသီလတိခါဖို့တွေနဲ့ကာယကံဝစီကံကိုထိမ့်ပေးလို့ရတယ်အင်မနောခံကြတော့သီလနဲ့မရမနောခံကြတော့သမထဘာဝနာဝိပဿနာဘာဝနာနဲ့ပဲသွား meditation နဲ့ပဲသွား စိတ်ကိုထိန်းချုပ်ဖို့ဆိုရင်အဲ့ဒီသမထကျင့်စဉ်တစ်ခုကိုဝိပဿနာကျင့်စဉ်တစ်ခုကိုမရှိလို့ရှင်စိတ်ကိုမထိန်းချုပ်နိုင်ဘူး။ဒါကြောင့်ကိုယ်စိတ်လေးကိုတည်ငြိမ်ပြီးငြိမ်းချမ်းပြီးတော့အေးချမ်းနေ concentration meditation သမထကျင့်စဉ်ဒါမှမဟုတ်ဝိပဿနာကျင့်စဉ်တစ်ခုကိုလုပ်ကိုလုပ်ရ။သမထကျင့်စဉ်ကြတော့အာယုံတစ်ခုတည်းကိုဆူဆိုက်ပြီးတော့မှတ်တတ်တဲ့ကျင့်စဉ်မျိုးကိုသမထကျင့်စဉ်လို့ခေါ်တာ။ ဒါမှမဟုတ်ဘုန်းကြီးတို့တော်ကောင်းများအမြဲတမ်းထုံပွန်းနေတဲ့ပွားများနေတဲ့ဂုဏ်တော်တွေဘုရားဂုဏ်တရားဂုဏ်သံဃာဂုဏ်တော်တွေဘုရားနုဒ္ဓတိသီလနုဒ္ဓတိစသဖြင့်အနုဒ္ဓတိ၁၀ပါးအဲ့ဒါသမထချင်းစင်သူကအာယုံတစ်ခုတည်းကိုထက်ခါထက်ခါဆူးဆိုက်ပြီးတော့ပွားများတဲ့သဘော เอกกตสิทธิ์ตัวตะคูเรอายังปิไปปွားနေတာဆိုတော့อรหันต์กุณတော်ကိုပဲปွားတယ်ဆိုရင်อรหันต์อรหันต์อรหันต์ဒါလေးပဲထက်ခါထက်ခါปွားများပြီးနေတဲ့ခါစိတ်ကလေးက concentrate တမာဒီလေးတည်လာရင်ဒီอรหันต์กุณတော်ထဲမှာအာယုံကရောက်သွားတော့စိတ်ကလေးကငြိမ်ပြီးတော့တည်လာတော့စိတ်ကလေးငြိမ်ပြီးတည်လာလို့ရှင်ကိုယ်စိတ်ကအပြင်ကိုမလွင့်တော့အပြင်အာုံနေတော့ကိုယ်စိတ်ပါမသွားဘူးဆိုရင်စိတ်ကအလိုလို pure ဖြစ်သွားတာငြိမ်ပြီးတော့သွား ရောက်လို့စိတ်တည်မြန်သိပြီးကြောက်ချောက်ချာဖြစ်ပြီးကြောက်ရက်ဖြစ်ပြီးဆိုရင်ကျန်တဲ့အရာတွေနဲ့လိုက်ကူစားမနေနဲ့ဗုဒ္ဓရဲ့ဂုံတွေတာပွားများပြီးတော့ထက်ကထက်ကလေ့ကျင့်ပြီးတော့ဘုရားနုဒ္ဒတိလေးတာပွားများကြည့်လိုက်စမ်းပါဓမ္မနုဒ္ဒတိလေးတာပွားများကြည့်လိုက်စမ်းပါတန်ဃာနုဒ္ဒတိလေးတာပွားများကြည့်လိုက်စမ်းပါစိတ်ကလေးကိုညင်သွားတော့မြတ်စွာဘုရားကညီတော်နန္ဒမင်းသားကိုဟောတဲ့ဂါထာလေးတစ်ပုဒ် ဓမ္မပဒမှာလာတော်တော်လေးကောင်းပါယထာအာဂါရံဒုဆန္နံဥဒ္ဒိတမတိဝိသတိဧဝံအဘာဝိတံစိတ်တံရာဂောတမတိဝိသတိမကောင်းသဖြင့်မိုးထားအပ်တဲ့အိမ်ကိုတဲ့အိမ်ဟာအမိုးမလုံးဘူးဆိုရင်တဲ့မိုးရေမိုးပေါက်တရားအလွယ်တကူဝင်ရောက်ထိုးပေါက်နိုင်တယ်လို့ပဲတဲ့ဧဝံတတထိုးတူပဲအဘာဝိတံတမထဘာဝနာဝိပဿနာဘာဝနာ တတိတရားလက်ကင်ထားခြင်းမရှိတဲ့စိတ်တန်စိတ်ကိုရာဂောလောဘဒေါသမောဟမာနစတဲ့အကုသိုလ်ကိလေသာတရားတွေကလည်းတမဏိဝိသတိအလွယ်တကူဝင်ရောက်နှုတ်ဆက်နိုင်တယ်ဝင်ရောက်ထိုးပေါက်နိုင်တယ်။ပင်ရမလုံမှုဆိုရင်အမိုးမလုံမှုဆိုရင်နဲ့အကာမလုံမှုဆိုရင်အပြင်မိုးရေဆက်တို့လေတွေကဝင်ပြီးတော့နှိပ်ဆက်ပြီးတော့အိမ်ကိုဒုက္ခပေးတတ်တယ်လို့ပဲတဲ့။ စိတ်မှာတမထခြင်းစဉ်ဝိပဿနာခြင်းစဉ်တတိတရားလက်ခံထားခြင်းမရှိတဲ့စိတ်ကိုလည်းပဲတဲ့ကိလေသာတွေကနှိမ့်ဆက်ထားတယ်။ဟောဘုရင်တို့တော်ကောင်းများစိတ်ကလေးကတခါတခါအဲ့ဒီတတိလေးတာမကပ်လို့ကတော့လေအကြားကြောင့်လည်းပဲကိလေသာနှိမ့်ဆက်ထားပဲအမြင်ကြောင့်လည်းကိလေသာနှိမ့်ဆက်ထားပဲအနှံ့နေကြအိုးဘလို့အာယုံပဲလာလာအဲ့ဒီအာယုံနောက်ကိုစိတ်ကလိုက်သွားတော့အာယုံနောက်ကိုစိတ်ကပါသွားပြီဆိုရင်အဲ့ဒီအာယုံနောက်ကိုလိုက်ခံစားလို့ လူမှဒုက္ခရောက်တယ်။သူကအာယုံကိုလိုက်ပြီးတော့လက်ခံလိုက်တဲ့ကိုယ်စိတ်မှာဝင်သွားတာကကိလေသာပဲ။အာယုံကိုအာယုံအတိုင်းမသိတဲ့အခါကျအစွဲဝင်သွားအစွဲဝင်သွားတော့အဲ့ဒီအစွဲပေါ်မှာလိုက်ပြီးတော့ခံစားရင်းနဲ့ကောင်းတော့လေလောဘဖြစ်လိုက်မကောင်းတော့လေဒေါသဖြစ်လိုက်ဆိုတော့အာယုံနောက်ကိုစိတ်ကလိုက်ပါသွားတဲ့အတွေ့အကြုံခံစားရတဲ့ဖြစ်တာစိတ်ဒုက္ခတွေဖြစ်သွားစိတ်ဒုက္ခတွေဖြစ်ခြင်းရဲ့အကြောင်းအရလေခုနဘုရားရှင်ကိုရမေကြီးမိန့်တော်မူသလိုပဲစိတ်မှာတတိမကတ်လို့ တမထအာယုံတစ်ခုဝိပဿနာအာယုံတစ်ခုမပွားများတဲ့အတွက်ကြောင့်အဲ့ဒီစိတ်အစင်နာကိုစိတ်ကပါသွားပြီးတော့ဖြစ်ပေါ်လာတဲ့ကိလေသာတွေမှာကိုယ်ကလိုက်ခံစားရင်းနဲ့ကိုယ်စိတ်မှာအနာရီရတော့တာ။ဒီဒီတရားလေးကမြတ်စွာဘုရားကနန္ဒမင်းသားကိုခေါ်တာ။နန္ဒမင်းသားအကြောင်းလေးရတယ်စိတ်ဝင်စားစရာ။သူကမင်္ဂလာဆောင်တဲ့နေ့မှာဖရာရှင်ကကြွလာပြီးတော့ညီတော်ကိုသပိတ်ပေးလိုက်တယ်။မင်းသပိတ်ထမ်းပြီးတော့လိုက်ခဲခေါ်သွား။ ဆိုတော့နောင်တော်ဖရာကိုလည်းယုံကြည်လေးစားတဲ့စိတ်ကလည်းရှိတယ်။ကြည်ညိုလဲကြည်ညိုတာ၊ပြန်လဲမပြောရတာနဲ့။နန္ဒမင်းသားကတပည့်ကလေးပိုက်ပြီးတော့ဖရာနောက်ကလိုက်။လိုက်ကျင်လိုက်ကျင်လိုက်တော့အဲ့ဒါနန္ဒမင်းသားဖရာနောက်ပါသွားပြီဆိုတော့ပရိသတ်တွေကမျိုးမျိုးပြောကြ။အာပါသွားပြီပြန်မမလာရင်ဒုက္ခပဲ။အဲ့ဒါသူ့ရဲ့သရုသမီဇနဝရကလျာဏီနားရောက်။နားရောက်တော့ဟာသူကလည်းဆိုရင်တော့ဒုက္ခပဲ။ဖရာနောက်ပါသွားတယ်။နန္ဒမင်းသားဘောင်းတော်ပြန်မလာရင်တော့ဒုက္ခပဲဆိုပြီးတော့ကဗန်းကတည်းက အဲ့ဒါမင်္ဂလာတော်မန္တန်ကံထွက်ပြီးတော့နန္ဒမင်းသားကိုမှားတယ်။မြမတော်ဇနဗရာကလျာဏီသူတို့သမီးကမောင်တော်အကြာကြီးမနေနဲ့တော့မြန်မြန်ပြန်ခဲ့ပါဆိုမှားလိုက်တာ။မှားလိုက်တော့နန္ဒမင်းသားလည်းအေးပါအကြောင်းရောက်တဲ့နယ်ပြန်လာခဲ့မယ်ဆိုပြီးသူကဘုရားနောက်ပါ။အော်ဘုရားအကြောင်းရောက်တော့ဘုရားကအဲ့ဒါမင်းသားတပည့်ယူနန္ဒမင်းသားမင်းဘုန်းကြီးဝင်မလား။ဆိုတော့ ဘဘိတ်ထားပြီးတော့ခေါ်လာလဲခေါ်လာတဲ့အကြောင်းရောက်တယ်လဲဘုန်းကြီးဝတ်မလားဆိုဖခင်ရူသေးတာရဲ့ကြောက်ထားရဲ့နဲ့မဝတ်ဘူးလို့မပြောရဲဘူးမပြောရဲဘူးမပြောဝင်တာနဲ့မမဘုရားဝတ်မယ်ဆိုတော့အဲ့ဒါဘုန်းကြီးဝတ်ပေးလိုက်ရောမင်္ဂလာဆောင်တဲ့နေ့မှာအဲ့ဒါဘုန်းကြီးကြောက်ရောက်ပြီးဘုန်းကြီးဖြစ်သွားတာနန္ဒမင်းသားတယောက်ရှိမှာပဲနော်ဒီကိလူတွေကအဲ့လောက်တည်းစိုးပါမတယ်နန္ဒမင်းသားအဲ့ဒါဘုန်းကြီးဝတ်ပြီးတော့ ဘုရားသာသနာတဲ့ရောက်တယ်သူကတရားတရားနဲ့ဘုန်းကြီးဖြစ်တာမဟုတ်ဘူးအခြေအနေရဘုန်းကြီးဖြစ်လာဆိုယုံကြည်မှုနဲ့ဝင်လာတာမဟုတ်ပဲနဲ့ဘုရားကြောက်လို့ဝင်လာဘုရားခေါ်လို့ဝင်လာဆိုသာသနာကိုသိလက်မခံနိုင်မယုံကြည်နိုင်မကြည်ညိုနိုင်တရားအားထုတ်လို့လည်းပဲဘုရားကလည်းအားထုတ်လို့ခိုင်းလို့သာအားထုတ်ရသူစိတ်ကဒီတရားပေါ်မှာလည်းယုံကြည်မှုအားနေတဲ့အပြင်စိတ်ထဲမှာဝိတက်ကတွေကအတွေးတွေကဝင်နေတာဘာအတွေးလေးဝင်နေလဲဆိုတော့သူနှမမာလိုက်တဲ့ သူတို့သမီးလောက်မှားလိုက်တယ်မောင်တော်မြဲမြဲပြန်လာပါဒီစကားလေးကိုကြားတယ်အကြောင်းတရားထိုင်နေပဲဒါပဲကြားတယ်ဩဘုန်းကြီးတို့ဘဝမှာအဲ့ဒီအတွေးကြီးကတော်တော်ဆိုးတာပဲတခါတခါအဲ့ဒီစကားလုံးလေးတစ်ခုလက်ခံထားမိပြီဆိုရင်တရားထိုင်ရင်အဲ့ဒီစကားလေးနဲ့ပဲတရားထိုင်တဲ့အချိန်လုံးကိုဒုက္ခပေးတာအဲ့အတွေးကြီး သိအရေးကြီးတာဆိုတော့တရားထိုင်တဲ့ယောဂီတွေကဒါချားညက်ပြီးပြောကျင်တာဘယ်တော့မှစကားတွေယူမလာပါနဲ့တရားထိုင်ဖို့စဉ်းစားပြီးဆိုအကုန်လုံးကတ်တော့လောက်ပလိုက်တရားထိုင်တော့မယ်ရေးတာသွားတော့မယ်လို့စောင့်ပြက်ပြီးပြီးဆိုရင်အဲ့ဒါတွေအာယုံတွေအကုန်လုံးဖျက်ပလိုက်တော့နော်ရေးတာရောက်လည်းဘယ်သူမှစကားမပြောတာကောင်းတယ်စကားပြောရင်စကားတွေကတရားထဲမှာထိုင်ရင်းနဲ့အတွေးတွေအဖြစ်ပြောင်းပြီးတော့ပေါ်လာတော့နန္ဒမင်းသားက အဲ့ဒီနှမတော်မှားလိုက်တယ်မောင်တော်မြဲမြဲပြန်ခဲ့ပါဆိုတဲ့စကားလေးကြားပြီးတော့စေတဲမှာတရားထိုင်ရင်လည်းအဲ့ဒါတွေပဲထက်ကထက်ကပေါ်နေတာဖျက်ရှင်ကိုရမေကြီးကတိတယ်ဒီနန္ဒမင်းသားရဲ့အတွေးတွေဘာတွေဖြစ်နေလဲဆိုတာတိတော့အချိန်မတန်သေးတော့ဘာမှမပြောသေးဘူးအချိန်နဲ့တန်တော့တန်ရောဖရာကနန္ဒမင်းသားမင်းသာသနာမှာတရားအားထုတ်ရတယ်တမာတိမတည်ညင်းဝင်နေပြီမလားမမဖရာညင်းဝင်ပါရဲ့ဒါဆိုရင်မင်းငါနဲ့နှက်ပြေးလိုက်မလားဟာလိုက်တာပေါ့ဖရာနှက်ပြေးဆို နန္ဒမင်းသားဖရာကလက်မောင်းကိုဆွဲပြီးလက်ပြီးခေါ်သွား။သူကဘာဇံမှမရတော့ဇံနဲ့လည်းမကြွနိုင်။ဖရာရဲ့ပါဝါနဲ့ဖရာရဲ့တကိုးနဲ့လက်မောင်းကဆွဲပြီးတော့လက်ပြီးခေါ်သွား။လက်ပြီးခေါ်သွားတော့လက်ပြီးသွားတဲ့လမ်းမှာတောအုပ်တစ်ခုကိုဖြတ်တဲ့အခါမှာမိလောင်ပြင်းမိလောင်ထားတဲ့တောအုပ်တစ်ခုကိုဖြတ်တဲ့အခါမှာမိလောင်ပြီးကသာသာမိအကုန်လုံးမိတွေငြိမ့်နေချိန်မှာတင်းငုတ်တူကြီးတစ်ခုပေါ်မှာ မိရဲ့ဒုက္ခတွေနဲ့မြောက်အိုမာကြီးတကောင်အထိုင်ပြီးစိတ်ပြက်လက်ပြက်နဲ့သူလည်းပဲတော်တော်ဟိုခံစားရတဲ့ဒုက္ခတွေရမြောက်ကြီးကတော်တော်အိုမင်းရင်ရောပြီးတော့စိတ်တော့ကဖြစ်နေတယ်မြောက်အိုကြီးရောက်အိုမာကြီးကစိတ်ပြက်လက်ပြက်အဲ့တတုံးပေါ်မှာထိုင်နေခဏနေတော့ဘုရားကနန္ဒမင်းသားကိုအဲ့မြောက်အိုမာကြီးလက်ညှိုးထိုးပြီးတော့မိတာဒီမြောက်မနဲ့မင်းနမသနာပတကလျာဏ်ကြီးဘသူကပူလာလဲကွာအဲ့လိုပြီးတော့နန္ဒမင်းသားစိတ်ထဲမှာဩ ခိုင်းမှာခိုင်းရနှိုင်းမှာနှိုင်းရပလီပေါ့ဒါတော့ချောမောတဲ့ငါနှမနဲ့မြန်ဒီမြောက်အုံမနဲ့နှိုင်းရပလီပေါ့ဘုရားကမကြည့်ဘူးဘုရားကသိရဲ့အဲ့ဒါနဲ့ပြီခေါ်သွားနဲ့ပြီခေါ်သွားနဲ့ပြီရောက်တဲ့အခါရနဲ့သမီးချောလာတယ်ပြတယ်ဟာနဲ့သမီးကချောတော့နဲ့သမီးမှရှိတဲ့နဲ့သားနဲ့သမီးတွေရဲ့စွန့်အားကသူကကုသိုလ်ရှင်ကြောင့်အဲ့ပုံရောက်တာဆိုတော့အခုသေးတာနဲ့ချက်ချင်းဟိုမှာနဲ့ပြီမှာနဲ့သားဖြစ်မဲ့ပုံကအသက်20အရွယ်တခါတည်းပဲ ဒါသမီးဖြစ်မဲ့ပုဂ္ဂိုလ်ကအသက်16နှစ်အရွယ်တခါတည်းသွားဖြစ်ရတို့လူတွေလူတွေလိုကိုဝင်ဆောင်ရတာတို့အဲဒီခန္ဓာကိုယ်ကြီးကိုဝင်ကိုမွေးဖွားပြီးဆောင်ဒါမှမရှိတော့ကိုယ်တော်အရှိန်နဲ့ပေးတာနဲ့ချက်ချင်းနှစ်ဖြစ်မဲ့ပုဂ္ဂိုလ်ကအဲဒီအရွယ်တခါတည်းသွားဖြစ်တာနတ်ပြည်မှာရှိတဲ့နတ်သမီးတွေဆိုရင်16နှစ်တည်းရွယ်သွားပြီးတော့အိုးရဲဆိုတာမရှိဘူးနားရဲဆိုတာမရှိဘူးပေကနေကြတော့နမိတ်တွေထင်းပြီးတော့သေးတာပဲရှိတယ်အကုန်လုံးကဒီဒီပုံစံတွေပဲဆိုအကုန် small လေးတွေနဲ့အကုန် beauty တွေပေါ့အကုန်အလှတယ် ဟောအဲ့ဒီလှတွေပြပြီးတော့ဘုရားကမေးတယ်နန္ဒမင်းသားနန္ဒမင်းသားနတ်ပြည်ကနတ်သမီးတွေမချောဘူးလားဟာချောတယ်ဗျာအဲ့အဲ့နတ်သမီးတွေနဲ့မင်းနှမဘဒူကပိုလှလဲအဲ့လိုထပ်ပြီးတော့မှနန္ဒမင်းသားပြန်လျှောက်ရှင်ဘုရားနတ်သမီးတွေကြည်လိုက်တော့မှတပည့်တော်ရဲ့နှမဇနာပရကလျာဏီကလမ်းမှာတွေ့ခဲ့တဲ့မြောက်အိုမနဲ့တော့တူသွားတော့တယ်ဗျာ နသမီးမမြင်ခင်တော့သူ့နှမကိုမြောက်မနဲ့နှိုင်းရကောင်းလားစိတ်တည်းစိုးနေတာနသမီးရဲ့အလှလည်းတွေ့ရောသူ့နှမရဲ့အလှကမြောက်မနဲ့တော့တွေ့သွားတယ်နော်ဒုတိယစိတ်မြင်သိအပြောင်းလဲသိမြင်တာပြောင်းလဲသိမြင်တာမရခင်တော့တော့လေဟမ်ဟိုတချင်းနေတော့မရခင်ဖြာလို့လက်ထိပ်ပေါ်မှာပဲတင်ထားနော်ရပြီဖြာလို့ခင်နင်းချေသွားတော့မောင်တို့ယောက်ျားတွေယောက်ျားတွေမှမဟုတ်မိန်းကလေးတွေထို့တူ လူကျင်တက်မှတ်မှုတစ်ခုကမရခင်တော့ရလူတွေရဲ့စိတ်ကတံပိုးထားတာရပြီးသွားရင်သူကလူဟာအစ်အစ်ကိုရှာနေလူရဲ့စိတ်ကအမြဲတမ်းပြောင်းလဲဆိုအဲ့ဒါပြောဥပမာပစ္စည်းလေးတစ်ခုတံပိုးရှိတဲ့အရာလေးမရခင်တော့ဒါလေးရရင်ကောင်းမှာပဲကောင်းမှာပဲရလဲရလာတော့အိုးဘလောက်ပဲကောင်းတဲ့ပစ္စည်းပဲဖြစ်တစ်လနှစ်လသုံးလလေးလတော့တော့ပြီးသွားတော့ used to ဖြစ်သွားအလေးကျင့်နေရပါဒါကိုကျွမ်းကျင်သွားပြီဆိုတော့ဒီအပေါ်မှာနည်းနည်းတန်ရုံးစင်ကရော့ လူကျင်စိတ်တွေနေပြီးတော့နောက်တဲ့အသည့်ပေါ်လိုက်အဲ့ဒီအသည့်ပေါ်လိုက်ပြီးတော့စိတ်ကလူကျင်စိတ်တွေဖြစ်လာတာအဲကြောင့်မလောဘဆိုတဲ့စိတ်က attachment ဆိုတဲ့စိတ်က limitation သူ့ရဲ့လူကျင်စိတ်ကိုရှော့ချပေးနိုင်မှာလူမှာချမ်းသာမဟုတ်လို့ရှိရင်လောဘကြောင့်အဲ့ဒီနောက်ကိုလိုက်ရင်းနိုင်တယ်ပင်ပန်းတော့တာအဲ့ဒါနတ်ပြည်ကနတ်သမီးတွေပြပြီးတော့မင်းနှမနဲ့ဘသူကပိုချော်လဲအာနတ်သမီးနဲ့ရှင်တော့တပည့်တော်နှမကလမ်းမှာတွေ့တယ်မြောင်းမနဲ့တော့တူတော့တာလေဖရာဆိုလျှောက်တော့ ကောင်းပြီဒီနေ့သမီးနဲ့မလို့ခြင်းဘူးလားဟာလို့ခြင်းတာပေါ့ဖေဟာကန္နာမင်းသားကဆိုတော့သူကပုထုဇဉ်ဆိုတော့သူစိတ်တည်းရှိတဲ့အတိုင်းပြောတာလူခြင်းတာပေါ့ဖေဟာလူခြင်းရင်ငါပြောတဲ့အတိုင်းလို့လုံးမလားမှလုံးပါမယ်ဖေဟာငါပြီးတဲ့ဤတိုင်းလုံးမလားလုံးပါမယ်ဖေဟာဆိုတော့ဖေဟာကနန္ဒမင်းသားကိုတရားပေးလိုက်တာတမထမ်းပေးတာအမှန်ကတော့ရည်ရွယ်ချက်ကနတ်သမီးလူခြင်းလို့နန္ဒမင်းသားတရားအားထုတ်တာဒါပေမဲ့တရားအားထုတ်ရင် အားထုတ်ရင် စနစ်ကမှန်လာတဲ့အခါကြောင့်တဖြည်းဖြည်းတဖြည်းဖြည်းတရားသဘောသိတော့နာနာမင်းသားတရားရတယ်။ညဘုန်းကြီးဒါလေးဘာလေးကောက်ချက်ချမိနေဆိုတရားအလိုဆိုတာခိုင်းလို့လောရတာပဲဖြစ်ဖြစ်ဘုဘသူပယောကလောရတာပဲဖြစ်ဖြစ်စိတ်ပါပါလို့လောရတာပဲဖြစ်ဖြစ်ဘလိုရည်ရွယ်ချက်နဲ့လောရတာပဲဖြစ်ဖြစ်နီးမှန်လမ်းမှန်တာဖြစ်သွားပြီဆိုရင်ရည်ရွယ်ချက်မတူလဲပဲတရားကတော့ရနိုင်တဲ့စွန်အားရှိတယ် ချို့ကနိဗ္ဗာန်ရောက်ကျင်လို့အာထုတ်တာချို့ကသမာဓိတည်ကျင်လို့အာထုတ်တာချို့ကဗာလိညာလေးရကျင်လို့အာထုတ်တာဘလို့နီးနေပဲအာထုတ်အာထုတ်နီးစနစ်တွေဒါမှန်ကန်သွားပြီဘလို့ရွယ်ချက်နဲ့ပဲအာထုတ်အာထုတ်တရားနီးစနစ်ဒါမှန်ကန်သွားတယ်တရားရနိုင်တယ်စွန့်အားရှိနန္ဒမင်းသားကအဲ့ဒါနတ်သမီးလိုချင်လို့တရားအာထုတ်တာဒါပေမဲ့ဘုရားရဲ့နီးစနစ်အတိုင်းမှန်မှန်ကန်ကန်လိုက်နာကျင့်သုံးပြီးအာထုတ်လိုက်တဲ့အခါကျတော့နန္ဒမင်းသားတရားရတယ် တရားရသွားတော့မှခရားကပြန်ပြီးတော့ဒုက္ခတိတန်နန္ဒမင်းသားကြိလေသာကုံသွားပြီဆိုတော့ဘာစိတ်မှမရှိတော့ဆိုတော့ဂတိအတိုင်းနန္ဒမင်းသားတရားရသွားပြီဆိုတော့တဲ့ဂတိအတိုင်းပဲနတ်သမီးတွေလူကျင်သေးလားအာဖရားပြီးတော့မလူကျင်တော့ပါဘူးဖရားဆိုပြီးတော့သူ့ရဲ့ဂတိကိုပြန်ပြီးတော့ဖရားကရှင်းပေးလိုက်တယ်အာနန္ဒမင်းသားလည်းဝမ်းသာပြီးတော့တရားရသွားတဲ့အခါကျဖရားကခုနတရားလေးဟောတော့ယထာအာဂရန္ဒုဆန္နဟောတိသမတိဝိသတိ ဧဝံအဘာဝိတံစေတံရာဃောတမတိဝိသတိမကောင်းသဖြင့်မိုးထတဲ့အိမ်ကိုမိုးရေမိုးပေါက်တို့ဟာတစ်ဆက်တစ်ဆက်တဖြည်းဖြည်းနှိမ့်ဆဲဝင်ရောက်နေသလိုတမထဘာဝနာဝိပဿနာဘာဝနာတတိတရားလက်ကမ်းထားခြင်းမရှိတဲ့စေတံစိတ်ကို ရာဂောလောဘဒေါသမောဟစတဲ့ကိလေသာရာဂတရားတွေကတမတ္တိဝိသတိဝင်ရောက်ထိုးပေါက်နိုင်တဲ့အတွက်ကြောင့်အပမဒေနမမေ့မလျော့မပေါ်မဆတဲ့တရေတရားနဲ့တမ္ပါဒေထကိုစီကောင်ကပြည့်အောင်နေကြရ။ဩစိတ်ကလေးတဲ့ခန္ဓာကိုယ်အပြင်ပိုင်းမှာရုပ်ပိုင်းဆိုင်ရာတွေကသူ့ကာဘာတွေနဲ့သူထိမ့်ချုပ်ထားလို့ရှင် အပြင်အပြောကတွေအပြင်အန္တရာယ်တွေမဝင်နိုင်သလိုပဲဒီစိတ်ကိုလည်းပဲတမထ တခုခုဝိပဿနာတခုခုတတိတရားနဲ့ထားမှသာလေကိလေသာတွေကမဝင်ပါကိလေသာမဝင်စိတ်ရောကမဖြစ်ဘူးတဲ့အဲ့ဒီသမထအာယုံဝိပဿနာအာယုံကြည်ကြံเสียအာထုတ်เสียမရှိဘူးဆိုရင်စိတ်ဆိုတာအပြင်အာယုံနေနောက်လိုက်ပြီးတော့ကိလေသာတွေဖြစ်ကြတယ်ယောဂါတွေဝင်တတ်တယ်စိတ်မှာကိလေသာဖြစ်လို့ရှိရင်အဲ့ဒီစိတ်ကအနာရတဲ့စိတ်ပဲစိတ်အနာရတဲ့ပုဂ္ဂိုလ်ကဒုက္ခရသွားတာပဲကြောင့်မလို့ဒုက္ခတွေထဲမှာကျန်တဲ့ရုပ်ပိုင်းဆိုင်ရာဒုက္ခက ကုလို့ရတယ်စိတ်ပိုင်းဆိုင်ရာဒုက္ခဖြစ်ပြီးဆိုရင်အဲ့ဒီစိတ်ဒုက္ခမြတ်စွာဘုရားကတတိလေးနဲ့ပဲရှုမှတ်ပြီးတော့စိတ်ဒုက္ခမဝင်အောင်လုပ်ရမယ်ဒုက္ခတွေအတဲမှာအကြီးဆုံးဒုက္ခစိတ်ဒုက္ခပဲဆိုတော့အဲ့ဒီစိတ်ဒုက္ခဖြစ်ပြီးဆိုရင်သမထကျင့်စဉ်ဝိပဿနာကျင့်စဉ်ဒီကျင့်စဉ်တစ်ခုနဲ့ဘုန်းကြီးတို့တော်ကောင်းများကစိတ်ဒုက္ခကိုကုစားရမယ်စိတ်မှာတတိမပါရင်တတိမပါတဲ့စိတ်ဟာယောဂါရတဲ့စိတ်ပဲတတိမရှိတဲ့စိတ်ဟာဒုက္ခဖြစ်စေတဲ့စိတ်ပဲဆိုတော့ ုစိတ်ကိုတတိလေးကပ်ပြီးတော့လောဘမဝင်အောင်ရောဒမဝင်အောင်မောဟမာနနဲ့မဝင်အောင်ထိချုပ်ဖို့အရေးကြီးတယ်။ဟာထိရခက်တဲ့ဖရာတရွာဒီလိုပြောတယ်။ထိရခက်လို့မထိမှုဆိုရင်တွတ်ထားရင်ပိုဆိုးတာ။တွတ်ထားရင်ပိုဆိုးတာ။လွတ်ထားမဲ့အတူတူရသလောက်ထင်းချရရသလောက်ထင်းချရတရားအထုတဲ့ယောဂီတွေမှာဆရာတော်တွေကမြတ်စွာဘုရားရဲ့စာပေတွေမှာဗာနဲ့ဥပမာပေးလဲစိတ်ကတဲ့နှစ်သိုးလိုပဲ နှသိုးလေးပဲနှသိုးလေးကသူကခုံပေါက်နေတာအမြဲတမ်းနှသိုးလေးနွားနွားပေါက်စာလေးခုံပေါက်နေတာအဲ့နှသိုးညင်အောင်လုပ်မယ်ဆိုရင်ခြိတိုင်နဲ့ခြိပေးရခြိထားခြိတိုင်နဲ့ခြိထားတော့မှအဲ့နှသိုးကလက်ပတ်ပြီးတော့ခုံပေါက်ပြီးတော့ပြေးနေတာနောက်တော့သူပြေးရင်ပြေးနေတဲ့အဲ့ခြိတိုင်မှာကျိုးပတ်ပြီးတော့နောက်တော့မောရင်းနဲ့နှသိုးကခြိတိုင်မှာညင်သွားသလိုပဲတဲ့စာအထုတ်ခါစာယောဂီမှာစိတ်ကလေးကနှသိုးနဲ့တူတယ်။အိုးအမြဲတမ်းခုံပေါက်နေတာ။ဟိုပြေးလိုက်ဒီပြေးလိုက်ဟိုရောက်လိုက်ဒီရောက်လိုက်အာလွတ်နေတော့ ဆိုလွတ်နေတဲ့စိတ်ကလေးကိုဒီတိုင်းထားရင်သူကပို့ပြီးတော့ဆိုမှာဆိုတော့အဲ့ဒါကိုတတိတတိလေးနဲ့ပြန်ပြီးတော့ခြေတံကိုရောက်နော်ခြေတံကိုရောက်အောင်ပြန်ပြီးတော့တတိလေးနဲ့ထိန်းချုပ်လိုက်လွတ်သွားလိုက်ပြန်ထိန်းလိုက်လွတ်သွားလိုက်ပြန်ထိန်းလိုက်ဆိုရင်တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ထိန်းထိန်းနဲ့သူကစိတ်ကလေးကတမာတိလေးတီတီလာပြီးတော့မောလာပြီးတော့ကိုယ်နေရာလေးကိုငြိမ်သွားတော့တာစိတ်ကလေးငြိမ်သွားပြီးဆိုရင်ကိုယ်တန်တမာကိလေသာလေးရှားမခိုးတော့ လောဘတွေအခုနဲသွားမယ်ဒေါသတွေအခုနဲသွားမယ်မောဟတွေအခုနဲသွားမယ်လောဘဒေါသမောဟစတဲ့အကုသိုလ်ကိလေသာတွေကိုယ်စိတ်ထဲမှာမရှိတော့ဘူး pure mind ဆိုဖြူစင်တဲ့စိတ်ကလေးဖြစ်သွားစိတ်ကလေးဖြူစင်ပြီးဆိုစိတ်မှာဘာယောဂါမှမရှိစိတ်မှာယောဂါမရှိစိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ suffering ခံစားချက်ဒုက္ခဆိုတာလေမရှိတော့စိတ်ဒုက္ခမရှိတဲ့ဘဝဘယ်နေရာမှာပဲနေနေစိတ်မှာအနာမရှိတဲ့လူဟာဘယ်လိုနေရာမျိုးမှာပဲနေနေသူကငြိမ်းချမ်းနေတာ လူတွေမှာစိတ်ဒုက္ခဖြစ်ပြီးစိတ်ရောဂါဖြစ်ပြီးဆိုဘလောက်ကောင်းတဲ့နေရာမှာပဲနေနေဘယ်တော့မှမတက်တာ။အိုးစိတ်မှားတာလင်ယောဂါရနေမယ်စိတ်မှားတာလင်အနာရှိနေတယ်စိတ်ဒုက္ခတာဖြစ်နေမယ်ဆိုရင်အဲကွန်ခိုင်းမှာသွားပြီးတော့ဆိုဖာကြီးပေါ်မှာအိုးတိတ်ပြီးတော့နူးညံ့သိမ်မွေးတဲ့နေရာကြီးမှာဘလောက်ပဲစိန်ကြကြနေပါစေမငြိမ်းချမ်းတော့အေးချမ်းတဲ့အေးခမ်းထဲမှာနေပဲလေမအေးချမ်းတော့ဟော အပြင်အေးတက်ကစိတ်မှရှိတဲ့အတွင်အပူဓာတ်ကိုမလွှမ်းမိုးနိုင်တော့။ညစိတ်အပူဟာဘယ်မှာပဲနေနေဘလောက်အေးတဲ့နေရာမှာနေစိတ်အပူသာရှိရင်မငြိမ်းချမ်းတာဖြစ်တဲ့အဲဒီစိတ်အပူကိုဖြစ်စေတာလည်းပဲကိုယ်စိတ်ကလက်ခံထားတဲ့လောဘဒေါသမောဟစတဲ့အကုသိုလ်ကိလေသာတွေကြောင့်ဖြစ်တာဖြစ်တဲ့အတွေ့အကြုံဒုက္ခအလုံးမှာအဆိုးဆုံးဒုက္ခစိတ်ဒုက္ခဆို အဲ့ဒီစိတ်ဒုက္ခကိုတတိတရားလေးလက်ခံထားပြီးတော့နေတိုင်းနေတိုင်းကိုယ်ခန္ဓာကိုယ်ကြီးဒုက္ခမဖြစ်ရအောင်ကုစားနေကြရသလိုနေတိုင်းနေတိုင်းကိုယ်စိတ်ထဲမှာလည်းပဲစိတ်ဒုက္ခတွေမဖြစ်အောင် concentration meditation အမာတိကျင့်စဉ်တစ်ခုခုနဲ့ဒါမှမ insight meditation ဝိပဿနာကျင့်စဉ်တစ်ခုခုနဲ့ဒီသမထဘာဝနာဝိပဿနာဘာဝနာတစ်ခုခုကိုတတိတရားလက်ခံထားပြီးတော့ကိုယ်စိတ်လေးကိုထိန်းချုပ်နိုင်မယ်ဆိုရင်တတိရှိတဲ့စိတ်ဟာအပူကင်းတဲ့စိတ်ပဲတတိရှိတဲ့ စိတ်ဟာဒုက္ခกินတဲ့စိတ်ပဲဖြစ်တဲ့အတွက်ကြောင့်စိတ်ဒုက္ခกินခြင်းရင်ကိုယ်ကိုတတိတရားလက်ခံထားပြီးတော့တမထအာယုံတစ်ခုဝိပဿနာအာယုံတစ်ခုပွားပြီးတော့မိမိတို့ရဲ့စိတ်ဒုက္ခတွေကိုနေစီနေစီရနိုင်သလားကုစားမယ်ဆိုရင်ကာယကဒုက္ခလည်းတတ်တာလို့စေတသိကဒုက္ခစိတ်ယောဂလည်းစိတ်ဒုက္ခလည်းတတ်တာမှာဖြစ်တဲ့အတွက်ကြောင့်မိမိတို့ရဲ့စိတ်ဒုက္ခလေးကိုတတိတရားလက်ခံထားပြီးတော့အထိုက်အလျောက်တတ်တာအောင်နေစီနေစီစူးစမ်းပွားများကြည်ကြံအထောက်နိုင်ကြတော့သူတော်ကောင်းများဖြစ်ကြပါစေ สีกงดอตดี